လာညာချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အထွေထွေအတွင်းရေးမှူးချုပ်နဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်နေတဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေးနဲ့ဒုတိယအဖွဲ့ခေါင်းဆောင်ဒေါ်စမောင်တို့ဟာအော်တိုဘာလ22ရက်နေ့ကနိုင်ငံတကာပါလီမန်များအဖွဲ့ IPU အထွေထွေအတွင်ရေးမှူးချုပ်မစ္စတာမာတင်ချောင်းကောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ထားပါတယ်တွေ့ဆုံဆွေးနွေးရမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုတရားဝင်မိဖက်အဖွဲ့အစည်းဖြစ်တရားဝင်အတိမတ်ပြုရမှာအထွေထွေအတွင်ရေးမှူးချုပ်ရဲ့အရေးပါတဲ့အခန်းကဏ္ဍကို ကျေးဇူးတင်တဲ့အကြောင်းမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်အတန်းဖက်ဆုပ်စုကပြင်ဆင်နေတဲ့တရားမဝင်ရေကောက်ပွဲနဲ့ဒီရေကောက်ပွဲကရလာမယ့်ရလတ်ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU မှာပါဝင်နေတဲ့အဖွဲ့ဝင်လွှတ်တော်တွေအနေနဲ့အတိအမှတ်မပြုရေးဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့သိရပါဗျ။အခုလိုတွေ့ဆုံပြီးနောက်နှစ်ရက်ကြာအောက်တိုဘာလ23ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကို IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်အဖြစ် ဆက်လက်အတိအမှတ်ပြုကြောင်း IPU ကဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာ IPU ရဲ့အဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတည်ပြုလိုက်တာကြောင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့ IPU ညီလာခံတွေနဲ့အစည်းအဝေးတွေကိုဆက်လက်တက်ရောက်နေတယ်လို့သိရပါတယ်ရှင်။အခုတခါဆက်လက်ပြီးတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမတန်ဆွမ်းသူတွေဟာအတန်းဖက်ခံရခြင်းနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဆီယနာတင်ပြီးနောက်ပိုင်းမတန်ဆွမ်းသူတွေဟာအတန်းဖက်ခံရခြင်းနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်းကျေးမှုကော်မတီမှမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မတဆန်းကလေးငယ်တွေဟာဘေးကင်းလုံခြုံပြီးအထောက်ပံ့ကောင်းတွေရနိုင်တဲ့ပတ်ဝန်းကျင်ကောင်းရှိဖို့အရေးကြီးတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာမတရားဆ ਿਆ နာတိမ်းမှုမတိုင်ခင်အချိန်ဒီမိုကရေစီနေကြရွေးကောက်တင်းမြောက်ထားတဲ့အစိုးရလက်ထက်မှာမတဆန်းသူတွေရဲ့အခွင့်အရေးများအပေါင်းဝင်လူ့အခွင့်အရေးများကာကွယ်မြင့်တင်ရေးအတွက်တိုးတက်တဲ့လမ်းကြောင်းပေါ်ရောက်ရှိခဲ့တယ်လို့အစည်းအဝေးတယောက်လာသူတွေကိုရှင်းပြခဲ့ပါတယ် ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာမတရားဆက်အနာတိမ်မှုဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်းမတန်ဆွမ်းသူတွေဟာသူတို့ရဲ့အခြေခံအခွင့်အရေးတွေခံစားခွင့်မရတဲ့အပြင်ပြစ်မှတ်ထားအတန်းဖတ်ခြင်းနဲ့မစင်မချင်လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းမြန်မာတမ်မတ်ကြီးကဆက်ပြီးပြောကြားခဲ့ပါတယ်။အာနာတိတ်စေုပ်စုကြောင့်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပါအဝင်မတန်ဆွမ်းသူ139ဦးအသက်သေဆုံးခဲ့ရပြီးအများစုဟာစေုပ်စုရဲ့စီးနင်းတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင်အရက်သားပြည်သူတွေနေထိုင်ရာဒေသတွေကိုမစင်မချင်းတိုက်ခိုက်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်းအတည်ပြုခဲ့ပါတယ်။တီဆုံးခဲ့ရတဲ့မတန်ဆွမ်းသူတွေက26ရာဂိုင်းနှုန်းခန့်ဟာစီယုစုကကြေးရွာတွေကိုစီးနေတိုက်ခိုက်ချိန်မှာမိရှုဖျက်ဆီးခဲ့တာကြောင့်အိမ်တွေမှာအရှင်လက်လက်မိရှုခဲ့ရပြီးတီဆုံးခဲ့ရတာလို့လည်းထောက်ပြခဲ့ပါတယ်။စီယုစုကစီဝါပို့ဆောင်တာကိုပိတ်ပင်တားမြစ်တာကြောင့် မသက်ဆွမ်းသူတွေအသက်ဆုံးရှုံးခဲ့ရပြီးအရက်သားပြည်သူတွေနေထိုင်ရာဒေသတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာနဲ့မြေမြုပ်မိုင်းအုံပြူတာတွေဆက်လက်လုပ်နေတာကြောင့်မသက်ဆွမ်းသူဥယေဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်းတဆက်တည်းရှင်းပြခဲ့ပါတယ်။မြန်မာနိုင်ငံမှာလူဥယေ9တသမ9တန်းတော်နဲ့ညီများတဲ့လူဥယေစုစုပေါင်းရဲ့73ရာခိုင်နှုန်းဟာမသက်ဆွမ်းသူတွေဖြစ်ပြီးသူတို့ဟာအသက်ရှင်နေထိုင်ခွင့်အတွက်အာမခံချက်မရှိဘဲအတောက်တရားနဲ့နေထိုင်နေရတယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့စစ်အုပ်စုကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုပြင်းပြထန်ထန်ကန့်ကွက်ပြီးမြန်မာနိုင်ငံကမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးကို မြင့်တင်ကာကွယ်ပေးကြဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်နဲ့ကိုယ်စားလှယ်တမတ်တီဥတုံမထွန်းကတိုက်တွန်းတောင်းဆိုထားပါတယ်ရှင်။လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပန့်ပိုးကူညီပေးကြဖို့ King Eric တိုက်တွန်းတဲ့သတင်းကို တင်ဆက်ပေးပါဦးမယ်။လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပန့်ပိုးကူညီပေးကြဖို့ နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့တောင်းငယ်ဖြစ်သူကိုထိန်လင်းခေါ် Kim Eric ကတိုက်တွန်းပြောကြားလိုက်ပါတယ်။လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာဆီယာနာရှင်ကဖြန့်ချီနေတဲ့လိမ်လည်မှုတွေသတင်းမှားတွေနဲ့ချင်းချမှုတွေကြားကစွန့်လွတ်စွန့်စားပြီးအမှန်တရားကိုထိမ့်သိမ့်နေကြတယ်လို့ဆိုပါတယ်။သူတို့ဟာတတိရှိတဲ့အတန်တွေဖြစ်တဲ့အတွက်သူတို့ကိုကုညီပန့်ပိုးကြဖို့နဲ့သူတို့ရဲ့အကြောင်းမျှဝေပြီးအမှန်တရားအတွက်ရည်တည်ကြဖို့ King Eric ကတိုက်တွန်းထားပါတယ်။စစ်မှန်ပြီးလွတ်လပ်တဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍဟာ ဆရာနာသိမ့်ပြီးတရင်မောင်ချဖို့ကြိုးစားနေတဲ့အခုလိုအချိန်မျိုးမှာပို့ပြီးအရေးကြီးတာကြောင့်အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ဆရာနာရှင်တွေဟာသူတို့ကိုစန့်ကျင်သူတွေပျက်စီးပျောက်ဆုံးသွားအောင်အစွမ်းကုန်လုပ်နေချိန်မှာလွတ်လပ်တဲ့မီဒီယာတွေအနေနဲ့ဒါကိုတက်တက်ခံပြီးစစ်မှန်တဲ့သတင်းတွေတင်ဆက်ပေးနိုင်အောင်ကြိုးစားနေရတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြောက်ရီမြို့နယ် KK Bag မှာကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့နိုင်ငံသားတထောင်ကျော်ထိုင်းဘတ်ထွက်ပြေးလာတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်မြို့တစ်ခုဖြစ်တဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တဲက KK ဘက်မှကြောက်ပြက်လုပ်ငန်းလုပ်ကိုင်နေသူတွေကထိုင်းကိုထွက်ပြေးလာတဲ့နိုင်ငံသားတထောင်ကျော်ရှိလာပြီလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံတပ်ပြည်နယ်မဲဆောက်ခိုင်မဲကူးမြို့နယ်ခွဲကအမှတ်9ဘန်မဲကူးတဆောင်ကျေးရွာနယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တဲက KK ဘက်ဝင်တွေကကြောက်ပြက်လုပ်ငန်းကိုစစ်တပ်ကစစ်စင်ရေးတွေလုံဆောင်နေတာကြောင့်အဲ့ဒီမှာအလုံးလုံးနေတဲ့နိုင်ငံသားတွေထိုင်းဘက်ကိုထွက်ပြေးလာတာလို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Cox's မှာဖော်ပြထားပါတယ်။စစ်တပ်ကစစ်စင်ရေးတွေလှုံ့ဆော်နေတာကြောင့်နိုင်ငံသားသားရပောင်းများစွာဟာနေဆက်ကိုဖျက်ကျော်ပြီးထိုင်းနိုင်ငံထဲကိုထွက်ပြေးနေတာဒီနေ့အော်တိုဘာလ23ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်ထိဆိုရင်လူပေါင်း1049ဦးကျော်သွားပြီလို့ဆိုပါတယ်။ထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား399ဦးနဲ့အများဆုံးဖြစ်ပြီးတရုတ်နိုင်ငံသား148ဦးရှိက BNN ဖိလစ်ပိုင်အီသီယိုးပီးယား ပါကစ္စတန်၊အင်ဒိုနီးရှား၊နီပေါ်အပါအဝင်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အခြားနိုင်ငံတွေကနိုင်ငံသားတွေလည်းပါဝင်ကာထိုင်းနိုင်ငံသား32ဦးလည်းပါဝင်နေတယ်လို့ခေါင်းဆော့မှာဖော်ပြထားပါတယ်။ထိုင်းလုံခြုံရေးအာဏာပိုင်တွေကမဲဆောက်ခဲမှာယာယီခလုံးရစခန်း၄ခုဖွင့်ပြီးတိန့်ရှောင်လာတဲ့နိုင်ငံသားတွေကိုလက်ခံထားရမှာစခန်းတွေကလူပြေးလူနီးပါးဖြစ်နေတယ်လို့သိရပါတယ်။ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး biometric သက်သေခံစနစ်တွေ biometric ဆက်တွေတပ်ဆင်ထားတဲ့ကင်းလှည့်ရင်တွေတုံးပြီး ကိုရီးအချက်လက်ခီးသွားလာမှုအချက်လက်နဲ့ယာစွမှုမှတ်တမ်းတွေကိုစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးဥပဒေအရရည်ရွယ်မှုတွေတင်းတင်းကြပ်ကြပ်လှုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။ထိုင်းဘက်ကအခုလိုကြေညာထားတာကြောင့်မဲဆောက်မှာအထောက်ထားမဲ့နေထိုင်ကြသူတွေနဲ့တော်လန်ရေးဘက်တော်သားတွေအနေနဲ့အသွားလာစင်ခြင်းမှုလုံခြုံရေးတရီရှိကြဖို့တော်လန်အင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။